မှာ2.0တွေပါသွားလောက်လို့မရအောင် run line နဲ့ထင်တာဘာဖြစ်သွားမလဲဆိုတော့ကာကျဟောဒီမှာ error ကောက်တက်တယ် list index the must be integer of size တွေ့လားအဲ့ထက်မှာလက်ခံတာနေဘာပဲလက်ခံတာလဲ integer လက်ခံတယ်နော်ဒါပါတော့ integer 1 2 3 4 integer ထည့်လို့ရတယ်နောက်ပြီးတော့ခါကျဘာထည့်လို့ရလဲခုနကလိုမျိုးဆရာတို့ slice ထည့်လို့ရ slice တွေဟုတ်ပြီနော်ဘယ်အောက်ကနေ block ဒီ block ကနေ block ဒီဆိုပြီးတော့မှာ slice တွေထည့်လို့ရသူက integer of slice အဲ့နှစ်ခုပဲလက်ခံတယ် not ဟုတ်လား float လေးရောတခြား hybrid လက်မခံဘူး okay ကိုကမှတနေထူးထူးခြားခြားပေါ့နော်အဲ့နေရာမှာဆရာသမီးရတော့တားရောဒီနေရာမှာ float ပဲထည့်ချင်တာအဲ့လိုမျိုး point 0လေးထည့်ချင်တာဘာညာနဲ့ရတယ်ဘယ်လိုလုပ်အောင်လဲသိလားအဲ့ခုနကမှ float ကို in charge cast လုပ်ပြီးအောင်မှထည့်ပေါ့နော်အဲ့လိုပုံစံမျိုးဆိုရင်တော့ရတယ်ဒါအဲ့တော့ negative ဖက်လောက်တဲ့တဘောမျိုးပေါ့နော်ကိုကမဟုတ်ဘူးဆရာအဲ့နေရာမှာ point 0ပဲထည့်ချင်တာရတယ်ထည့်ချင်တယ်ဆိုတော့ဆရာဘာလုပ်လိုက်မလဲဒီဒီခုနကဟိုပါဘူး ဒီ flow ကို integer type ပြောင်းလိုက်ပါပြောင်းပြီးတော့မှထည့်ပြီးတော့မှ access လုပ်လို့ရတယ်အဲ့လိုပုံစံမျိုးစင်ရတယ်ဟုတ်ပြီနော်ဒါပေမဲ့ဘယ်သူမှတော့မထည့်ကြပါဘူးကွာသိရမလား integer ကြီးထည့်လို့ရသိရတယ်နော်ဘယ်သူမှ flow ပြီးပြီးတော့မှဒီ integer type ကိုပြောင်းပြီးတော့မထည့်ဘူးဒါပေမဲ့ထည့်လို့ရတယ်ဆိုတော့ပြောပြတာနော်อืมစမ်းကြည့်ပါအောင်ကွာ